yeah, yeah, yeah. မတယောက်ရဲ့ဘဝမှာဘာကိုအလိုအပ်ဆုံးလဲဘယ်အရာတွေကအရေးကြီးဆုံးလဲလို့မေးကြရင်လူအမျိုးမျိုးအဖြေမျိုးမျိုးပေးကြမှာပဲငယ်ရွယ်နှုတ်ပြူခြင်းလားအောင်မြင်ကြောကြားခြင်းလားချမ်းသာပြည့်စုံခြင်းလားဒါမှမဟုတ်ကိုယ်နဲ့လိုက်ဖက်မဲ့နှခမ်းမိအရာငှက်လာလေးတစ်ခုလားဂျင်မီချူတောက်ဖက်နယ်လေးတရံလားဒါမှမဟုတ်ရွှေငွေကြောက်တံပဒံများဒီဇိုင်းလှလှလေးတစင်စားလားတိုက်နဲ့ကာလား အဆင့်ရှိတဲ့အလောက်ကန်ကောင်းကောင်းတစ်ခုလားမိမသားတွေရဲ့အကြိုက်တွေပေါ်မူတည်ပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေလည်းကွဲပြားသွားမှာအမှန်ပါပဲပြောရရင်တော့ကြွားတယ်လို့ထင်ကြအောင်မယ်ချစ်ချစ်ထူးဆန်းဆိုတဲ့မိမသားတယောက်ရဲ့ဘဝမှာအဲ့ဒီအရာတွေကလိုအပ်ချက်မဟုတ်ပါဘူးအကုန်ပြည့်စုံပြီဖြစ်တာမို့လို့လေကျမသိက္ကံကောင်းတယ်လို့ပဲပြောရမှာပေါ့ဒါအပြင် ကိုယ်ကိုလည်းဝိုင်းချက်ပြီးအရန်လည်းဂယုစိုက်တဲ့မိသားစုကြီးတစ်ခုလည်းကျမပိုင်ဆိုင်ထားပါသေးတယ်။အဲအဲအဲ့ဒီမိသားစုအကြောင်းကတော့နည်းနည်းရှင်းပြပြရှိတယ်။သူတို့ကဘသူတွေလဲ။စပြီးပြောရမယ်ဆိုရင်တော့ န်းချံနေကိုငါ့ကိုဘာဖြစ်လို့စောစီးခေါ်တာလဲလူလည်းမစုံသေးဘူးပိုင်ပိုင်တို့လင်မရောဖုံးဆက်ပြီးဗလားသူ့လာရောလာနေဗလားလူမစုံမဲနေတော့လေငါမွေးနေငါမလှုပ်ချင်ဘူးနော်ညီတို့လူစုံမှာပါအမေရဲ့အကောလို့သမီးရဲ့စီစဉ်ပြီးသားဒီမှာထိုင်ခဏထိုင်နေဦးဦးပါဦးပါဖြည်း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 သမီးရဲ့အကောလို့စီစဉ်ပြီးသားအမေ ဒီမှာပိုင်ပိုင်တို့လင်မယားနှစ်ယောက်ကိုလည်းပြောထားပြီးပြီအေမီကရောက်လို့တောင်မှထမင်းဟင်းနေအောင်မှချက်နေပြီအမေရဲ့ပြီးတော့အမေသမက်ထူးမောင်ကိုလည်းခေါက်ရိုက်ဖို့ခဏနားထားတယ်ရေမိုးချိုးဝှက်စားလိုက်ပြီးတည်းနဲ့ဆင်းလာမှာမြီးတို့ကလည်းလေအစမ်းတကြေတွေလုံနေမနေ့ကလည်းဖုန်းကြီးကြောင်းမှဆွန့်ကျွေးပြီးပြီးပြီးရောပေါ့ဘယ်နဲ့တော့အသက်ကြီးမှရင်ဘတ်ဒေးပါတီတွေပါတီဆန်းဆန်းပြပြရေဟောအမေကလေတားတွေသမီးတွေမြီးတွေကလှုပ်ဆီချင်လို့ပေါ့အမေရဲ့อืม ကဲသူကတော့ဒီတအိမ်လုံးရဲ့အချစ်ရဆုံးအကြောက်ရဆုံးဖွားများလို့ခေါ်ကြတဲ့ဖွားဖွားတော်များစံပါပဲရှင်အဖွားမုတ်ကုတ်အဆက် ကြောက်တွင်းမျိုးယိုငငယ်လေးတည်းအရင်ရွှေပေါ်မြတင်တထေသမီးဘွားနဲ့ကြီးပြင်းလာလို့ဖို့ဖို့ဆုံးသွားရတာမှမန်မာနာတွေကမကြအရာအားလုံးသူ့ချေသူ့လက်သူ့အမိတ်အာနာတိုင်းဒီအိမ်ကလူတွေအားလုံးကလိုက်နာကြရတာအခုထိလဲဩစာညောင်းတော့မိသားစုဝင်တွေအားလုံးကချစ်ကြောက်ယူတည်ကြရတော့ဒီနေ့ကတော့သူ့ရဲ့85နှစ်ပြည့်မွေးနေ့ဆိုတော့အိမ်မှာလူဆောင်ကြရမှာပေါ့ ွားများရဲ့ဘေးနားမှာအမြဲတမ်းဝတ်ကြီးဝတ်ငယ်ပြုစုနေရတဲ့ကြက်တီရှိရှိနဲ့တိတ်လာတဲ့အမျိုးသမီးကြီးကတော့ကျမရဲ့ချစ်မမီဒေါ်နီနီဇန်ပေါ့။မမီကအရင်တုန်းကတော့စိန်ရှည်ရနာဆိုင်တွေဖွင့်ပြီးတော့စီးပွားရှာတော်ခဲ့တဲ့တိတ်ပြီးထက်မြက်ခဲ့တဲ့မိမတယောက်ပါ။အခုတော့မမီဆိုင်နေအကုန်လုံးကိုမမီရဲ့သမီးကြီးချစ်ချစ်ရဲ့မမမမောအပီးပိုင်လွယ်ပြီးဖဖနာမှာပဲစောင့်ရှောက်နေတာပေါ့။ မောင်လေးကိုပြင်းပြီးသွားပြီဆိုတော့နည်းနည်းတော်တော်လေးချပါနော်တခြားလေးမောင်လေးဒါဝိုင်းတဲ့ပေးလာအောင်နော်မမေအဲ့ထမင်းစားကန်းထဲမှာဒင်နာပွဲပြင်ဖို့အလုတ်ရှုပ်နေတဲ့အမျိုးသမီးနှစ်ယောက်မှာအရာအားလုံးကို သူ့စိတ်တိုင်းကြနေရတကဝင်ပါပြီးအမြဲဩဇာပေးခြင်းမိတဲ့သူကတော့ချစ်ချစ်ရဲ့အမကြီးမမမော်ဆန်တဲ့မောင်လေးမောင်လေးရှင်းမတော်ထားလားဦးလေနော် သူ့ဘေးကဟင်းကြီးပေးနေတဲ့သဘောအယံကောင်းတဲ့မျိုးသမီးကတော့ချစ်တို့ရဲ့အကိုကြီးကိုပိုင်ရဲ့ချစ်စနီးကျော်လေးဒီအိမ်ရဲ့ကျန်းမာရေးကိစ္စအဘွားဝါအတိုင်းမင်ခင်ဒေါက်တာအီမီခိုင်ချစ်ချစ်ရဲ့အကိုကြီးကိုပိုင်ပိုင်ဆန်းချစ်ကိုကြီးကိုပိုင်ဟာမိဥယောက်ျားလေးဆိုတော့ဖွားမရဲ့အထူးဦးစားပေးခြင်းခံရတော့မနာလိုစရာအယံကောင်းသောသူပေါ့ ။ပြီးတော့မမော်ရဲ့အမျိုးသားတင်မော့ကပတိန်ကိုရစာတဲ့။ဟုတ်ကဲ့ငါမြင့်တွေကဘိုက်ဆန်ညှောက်ကြားဘဲမလို့ခေါ်ပါ။ဟုတ်ပါပြီကြားလိုက်တာ။ကိုထူးမောင်။ကိုထူးမောင်။အမလီကြားလိုက်တာဟဲ့ရှင်းရလဲမလားသေးဘူးလား။ခုမှအိမ်ထဲကတပြားပြားထွက်လာတာကစစ်စစ်ရဲ့ဖေဖေဒယ်ဒီဦးထူးမောင်ဒီယောက်ျား၃ယောက်ပါဒီအိမ်ရဲ့အိမ်တော်ဦးစီးယောက်ျားများပေါ့ဒါပေမဲ့ ီအိမ်ကသူတို့အမျိုးသမီးတွေနဲ့ခွားမြကိုအင်မတန်ကြောက်ရတဲ့ယောက်ျား၃ယောက်ပါရှင်။ဇန်ဂီဟာဆိုတာ women power ကြီးစိုးတဲ့နေရာနော်။အဲဒါပေမဲ့ချင်းချက်တခုတော့ရှိတယ်။ဒီအိမ်ကအငယ်ဆုံးအထွေးဆုံးခွားမြရဲ့တဲတဲလို့ညီအငယ်ဆုံးကျမချစ်ချစ်ထူးဆန်ကိုလည်း power အရင်ကြီးမယ်လို့တော့မထင်လိုက်ကြပါနဲ့။ no ပါရှင်။ no ပါ no ပါ။ ကျမချစ်ချစ်ထူးဆန်ရဲ့ဘဝအဖြစ်မှန်ကိုမကြခင်အားလုံးသိရတော့မှာပါ။ ါကြပြီဆိုငါမီးလေးလာပြီစားကြတော့အဲစားလို့ရပြီ thank you မမရေမရိုစီရောက်ပါပြီရှင်ရိုစီလာဟုတ်ကဲ့ဖွားမြတ်တကတ်ဆွဲ ကောင်းလုံးဝမကောင်းဒီကက်ကမိမိကိုယ်တိုင်ရောမိမိဘေးပတ်ဝန်းကျင်ကလူတွေကရောအဖြက်အမှောက်ပျောကတွေကြားရောက်မယ်ဆိုရက်နမိတ်ပဲကျမ်းမာရေးစီးပွားရေးလူမှုရေးအဆဆအယာယာ ဘေးဥပအန်နေရနဲ့ကြုံတွေ့ရလိမ့်မယ်။ဟာမမလီပဲနဲ့လိုရမှာတော့ဒုက္ခပါပဲ။ဆရာမအနောက်ရက်ဆိုတာဘလို့ဟာမျိုးပြောရလဲ။တိတ္တရောပြောပြလို့ရမှာ။စိုးရောစိုးရင်ကလား။စိုးရင်ရတယ်။ကျမ်းမာရေးဆိုလို့ရှိရင်အသက်အကြီးဆုံးခွားမြတ်။ဟမ်ခွားမြရဲ့ကျမ်းမာရေးထိခိုက်နိုင် လူမှုရေးဆိုရင်တော့လင်မယားတွေကြားမှာစိတ်အနှောက်ရှက်ဖြစ်စရာစိတ်ဝမ်းကွဲစရာတွေပေါ်ပေါက်လာတကယ်ကြီးလားအနီရိုစီရဲ့ရှင်နေတုံလိုက်တာကိုရစားရလေလေနောက်3လလလောက်နေတင်းမောပြန်တက်ရတော့မှသူ့ထက်အသက်အနည်းလေးပါရှိနေလားရရရားကြီးပါရောလုံးဖို့လိုသေးလားခွားမြတ်တကတ်ဆွဲ ဟုတ်ပြီဒီအိမ်ကအဖြက်အမောက်အနှောက်ရှက်တွေကိုကယ်တင်ပေးနိုင်မဲ့သူရှိတယ်ရှိတယ်ဒီအိမ်မှာလူပြိုလူလွတ်ဘယ်သူရှိလဲသူ့ကိုအိမ်တောင်ချပေးရမယ်နောက်6လအတွင်းဒီအိမ်ကိုချိနှစ်ချောင်းဝင်ရင်ဒီအိမ်ကအငန့်နေအကုန်လုံးပြောက်သွားလိမ့်မယ် ခြေနှစ်ချောင်းဆိုတော့အိမ်မှာဝန်ထမ်းအစ်တီဘာကြီးခန့်လိုက်လို့မရဘူးလားဟိုတော့အမျိုးတွေတည်းကခေါ်လိုက်မယ်လေမရဘူးဝင်လာမဲ့သူကဒီအိမ်ကမိသားစုဝင်တယောက်နဲ့လက်ထပ်ပြီးသွေးသားတော်ဆက်မှဒီအိမ်ကအညံ့ကြီးပြောက်မှာဒီပါဦးဒီအိမ်မှာလူလူဘယ်သူရှိလဲတမီးချစ်ချစ် သမီးကဒီအိမ်ရဲ့အငယ်ဆုံးလူလွတ်အဲ့တော့သမီးရဲ့ကံကြမ္မာကိုအန်တီရိုစီစစ်ပင်းအဲ့တော့သမီးရှိတူအန်တီရိုစီကိုယုံလိုက်စမ်းမှာအညံ့နေရှိတယ်ကဲသမီးတက္ကသိုလ် သေးကြပြီဒီအိမ်ရဲ့အညံ့တွေကိုကဲတင်မဲ့သူကသမီးချစ်ချစ်ရဲ့အိမ်တော်ဘက်ပဲသမီးချစ်ချစ်အခုအသက်ဘယ်လောက်ရှိပြီလဲအခုလာမယ့်ဩဂတ်စ်ဆိုရင်30ပြည့်မှာပါအိုးထိတ်စည်းပြောင်းတော့မှာပဲထိတ်စည်းပြောင်းတော့မှာပဲဟာအဲ့ဒါဆိုရင်6လပဲလို့တော့တာပေါ့อืม ဒီ6လအတွင်းမှာတက်မီချစ်ချစ်ကိုချစ်ခွေပံမဲ့သူ9ယောက်လောက်ရှိတယ်။အဲ့ဒီ9ယောက်ထဲကတယောက်ကမှဒီအိမ်ရဲ့ရွှေတမက်ငွေတမက်ပဲ။သူ့ကိုယူလိုက်မှဒီအိမ်ရဲ့အညံ့နေပျောက်နေမယ်။အဲ့တော့တမီချစ်ချစ်အဲ့ဒီ9ယောက်ထဲကကြိုက်ရာတယောက်ကိုယူပြီးယူတာချလိုက်တော့ရှင် ဒုက္ခပါပဲကဲအဖြစ်ကတော့အဲ့ဒါပါပဲဖွားမရဲ့85နှစ်ပြည့်မွေးနေ့မှာအန်ဒီရိုဇီကိုခေါ်ပြီးတားတော့ဘေးတင်ကြိခိုင်းတာနဲ့စတော့တာပါပဲပြဿနာကတော့နည်းနည်းကြည့်တယ်ဒီအိမ်ကမိသားစုဝင်တွေအားလုံးရဲ့အဆိုးတွေအညံ့တွေအကုန်လုံးချစ်ချစ်ကောင်းမပုံချရတော့ဖြစ်တဲ့ရလားရှင်အခုတော့ ချစ်ချစ်ထူးဆန်းဆိုတဲ့အပြူကြီးပေါက်ဆတယောက်ကနောက်6လအတွင်းယောက်ျားအမြန်ရှားတော့မယ်အေးလေအဲ့ဒါငါပြောနေတာကြာလှပြီငါမြီးလေးနဲ့တင့်တော်မဲ့စိတ်ချမယ်သတို့သားတော်ကိုရှားပြီးတော့မင်းတို့ပေးစားကြပါရှားကြပါလို့ကြားနေခုမင်းတို့ဘာမှမလုပ်တော့ဘောခုမနဲ့လုံးမလဲနော်6လအတွင်းနဲ့6လဖွားမြရလဲအန်ဒီရိုစီပြောတာနဲ့ပဲယောက်ျားအမြန်ယူရတော့မှာလား ညီမရှိနဲ့ဘရုစီပြောတယ်ဘယ်တော့မှမှားဘူးလေလေငါတော့လေသူရေရေချိန်ပြလို့ငါကြောက်လို့ရောင်းထွက်သွားရလေညီယူကိုယူရမယ်နေကြပါဦးကွာငါသမီးလေးစိတ်မပါပဲနဲ့တော့အတင်းအကျပ်ကြီးမစီစဉ်ကြပါနဲ့ထူးမောင်မင်းဝင်ပါပြန်ပြီနော်မင်းအသုံးမကျလို့အခုလိုဖြစ်တာ ကိုသားသမီးအရွယ်ရောက်လာရင်အိမ်တော်ရဲ့သားချပေးရတယ်လင်းရှာပေးရတယ်ဟွန်းအခုအရွယ်ရတော့လွတ်နေပြီဖွားလဲအရွယ်မလွတ်ပါဘူးအခုမှ30ပြည့်ပါဘူး အသက်30ဆိုတာလွန်နေပြီဟဲ့ငါတို့ကညီဖေနဲ့ယူတာ20နှစ်ပဲရှိသေးတာအသက်30မှာညီတို့တောင်းအောင်လုံးမွေးပြီးသွားပြီညီယူကိုယူရမယ်။ဟွန်းမမီးရလဲယူကိုယူရမယ်လို့သာပြောနေတာသူ့မှာယူမဲ့သူကရှိလို့လားမိချင်းနင်းရလဲဟဲ့ကို့ကိုကြိုက်တဲ့သူတွေအခုတွဲနေတူတယောက်မှမရှိဘူးလားဟမ်ဇီစားကလည်းကြောင်သေးအဲ့ဒါနင်းအသုံးမကျတာကို့ပိုင်ချစ်နေပါဆိုင်လို့လေမေးမီတို့မမော်တို့ကြည့်ပြီးတော့ယောက်ျားတွေကိုစိတ်ကုန်လို့ တနေ့တနေ့လင်းကိစ္စတားကိစ္စတွေနဲ့ပဲတော်ပြီချစ်ကတော့ပြိုပြီးပဲလို့ဟဲ့မပြောရမစူကောင်ရှောက်ပြောနေတကယ်ဖြစ်နေအောင်မနော်ဒီမှာလိုင်းမောင်မှာတင်းနေကြရဲ့ဗါတဲ့ထက်မြက်တဲ့မိန်းမတို့တယောက်တည်းပဲတောက်ပါတော့မယ်ဆိုတဲ့သူတွေအားလုံးကလည်းနောက်ဆုံးကြရလဲလင်းယူသွားကြရဲ့သူတွေကြီးပဲမိချင်းဒီဘာသာညီဘလောက်ပဲငွေရှာနိုင်ရှာနိုင်အသက်ရွယ်ရလာပြီဆိုလို့ရှိရင်မိန်းမတစ်ယောက်ရဲ့ဘေးမှာယောက်ျားကောင်းတစ်ယောက်ရှိမှအမြင်တည်တယ်လားဟဲ့ နေပါအောင်ငါယောက်ျားကိုရာစားမေးပြီးတော့သူ့ရဲ့တင်မောသားတင်ငယ်ချင်းတွေရဲ့ဒီကောင်းလေးတယောက်နှုတ်ကမိတ်ဆက်ပေးဟာမယူပါဘူးတင်မောသားကြီးဟမ်တော့ကြနေလေကုန်းပေါ်2လရေပေါ်10လဖြစ်နေပါဘူးတော့ကြနေမတ်မော်လိုမျိုးလေးတနေ့တနေ့ဥရှင်ကြီးထိုင်းရှုပ်ခိုးနေရအောင်မယ်မိချေဒီအချိန်နေရောက်နေပြီကြီးကကြီးများနေတော့ငါတို့ပေးစားတဲ့ဟာကိုမယူခြင်းလေးကြီးမှရှိနေလို့လားဟမ်အိမ်မှာအဖြတ်အမောက်တွေကဝင်တော့မှာ ီးတော့ဖွားရဲ့ကျမ်းမာရဲ့လည်းတနေ့ငွေတနေ့ရွှေဖြစ်နေတာတခုဖြစ်ရင်ရိတ်တာပဲနော်ဟုတ်အမီလေအမီတပည့်ဆရာဝန်လေးရှိပါတယ်ဦးနဲ့အန်တီနဲ့ဘာမှစိတ်မပူနဲ့သိလားအမီလေတယောက်ပြီးတယောက်ခေါ်လာပြီးတော့မိတ်ဆက်ပေးဦးမှာကဲကဲကဲနေကြပါအောင်ဘသူနဲ့မှလာမဆက်ကြပါနဲ့ဒီမှာမလို့ကျွန်တို့တော့ခါချနေရတာနော်လက်ဖြောက်လေးတစ်ချက်တီးလိုက်တာနဲ့ရှေ့မှာဒုထောက်ရမယ်လို့ရအများကြီးပဲစစ်စစ်ဖြတ်လေးရွေးချယ်ခွင့်ပေးပါအောင်ချစ်ယူရမှာလေဟုတ်ပြီဟုတ်ပြီနော်ရွေးမယ်ဆိုလို့ရှိရင်မြင်မြန်သာရွေး ငါတကယ်ကြင်ခဲ့ပါလေနေ့ကိုကြိုက်နေတဲ့လူတွေကမှအများကြီးငါရွေးပေးလို့ရတယ်ဟုတ်ပြီလားတုံတော့ကိုပိုင်ရယ်ကိုပိုင်တကယ်ချင်းနေရတယ်အရက်သမားလောင်းစားသမားတွေကြီးပဲချစ်ချစ်ကိုအင်မီပဲဆက်ပေးမယ်ဟောနေရလဲဟောငါတကယ်ချင်းအဲ့လိုပြောမှလည်းမဟုတ်လို့လားကိုပိုင်တကယ်ချင်းကဲကဲတော်ကြပါတော့တော်ကြပါတော့မင်းတို့ပြောတယ်ငါတောင်းအုံနောက်ကြီး၆လာပြီငါမီးလျက်လေ तू ကြိုက်တဲ့အိမ်အောင်ဘက်ကို तू ရွေးမယ်တဲ့ရွေးကငါပြုတ်လိုက်သည်อืมဒါပေမဲ့မတော်တရဖြစ်လို့ရတော့ ခုမှနီနီညီတို့နှစ်ယောက်အိမ်မွားခေါင်းနဲ့ဆင်းဖို့ပြင်တော့